ဒီ guided meditation ကတော့ကိုယ့်ရဲ့ root chakra နဲ့ပတ်သက်ပြီးတော့လက်ရှိကိုရောက်နေတဲ့ social တွေအတွက် align ဖြစ်နေကိုယ့်ရဲ့ root chakra upgrade ဖြစ်သွားတဲ့ function future function ကို manifest လုပ်ဖို့ဖြစ်ပါတယ်ကိုယ့်ရဲ့ 5D realm မှာရှိနေတဲ့ root chakra upgrade ဖြစ်သွားတဲ့ future function 5D realm ကဖြစ်ဖို့ 3D realm ကို manifest လုပ်ဖို့ကြပါလေရှူလိုက်တိုင်းမှာကဘာမြေကြီးရဲ့ဟော အလေကောင်တနေရာကစံကြောဖြစ်တဲ့နေရာကနေပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကို earth energy တွေစီးစင်းလာတဲ့ဆိုတဲ့ပုံစံကိုအာယုံပြုပြီးတော့လေးရှုလိုက်တိုင်းမှာ earth energy ကိုရှုသွင်းလိုက်ပါဒီ chakra manifestation လို့တောင်းဆောင်မှာဘဝရဲ့ area တွေကနှစ်ခုကို focus ထားပါမယ်အာယုံပြုပါမယ်ကျန်ကတော့ physical health ကိုယ့်ရဲ့ခန္ဓာကိုယ်ချမ်းသာရင်းလေ relationship with money အစံနဲ့ကိုယ်နဲ့ချမ်းသာရှိတဲ့ relationship ပါ 5D run quantum feeling ရုပ်ချကောင်းရီကောင်းပေါ်စွာလေပတ်နေတဲ့ကိုယ့်ရဲ့ higher version ဟာ relationship with money ကိုယ်နဲ့ပတ်စံတဲ့ကြားက relationship ဟာဘလို့ဖြစ်နေလဲဆိုတော့ကိုရှင်နေလို့ပါကိုယ့်ရဲ့ root chakra ခြေထောက်နှစ်ခုခွဲထွက်တဲ့နေရာပြအဲ့ဒီနေရာကနေပြီးတော့ကိုယ့်ရဲ့ upgrade ဖြစ်သွားတဲ့ root chakra energy ဟောဝင်ရောက်လာတယ်။လေထုတ်လိုက်တိုင်းမှာခြေထောက်နှစ်ခုလုံးကိုဖျားထွက်သွားတယ်။အစ်စ်မွေးဖွားလာတဲ့ကိုယ့်ရဲ့ fashion အစ်စ်ကိုယ့်ရဲ့ energy အစ်စ်တွေခြေထောက်တွေမှာရှိတဲ့ DNA တွေဟာတိထက်တိထက်တိထက်ပို့ပြီးတော့ activate ဖြစ်လာတယ်။